်မင်္ဂလာပါနော်နွေဦးမိသားစုပေါင်းတို့ရေနွေဦး family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ကောက်မှာတော့ဆရာခက်စောရေးသားထားသောဒဝေနေစီဝတ္ထုမှ အခန်း15ကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒဝေနေစီ အခန်း15ခမရတို့ကိုအခုလိုမသိမပြောက်ပဲနဲ့ပြန်တွေ့ရတာဝမ်းသာတယ်ဗျာစကန်းထဲမှာဘိုးယူစိန်တို့တခင်ပါစီတို့ကလည်းခမရကိုစောင့်နေကြတယ် ရိုင်ဖယ်တနက်ကင်ထားသောရဲဘော်ကြော်တောင်းကပြုံးပြုံးရွှင်ရွှင်နီနီရင်ကိုထွေးပွေထားသောជីជីပကုံကိုမောင်ရင်ကဖက်ထားလိုက်သည်ကျောင်းညီမော်ရှိသွားဖွာဆ iam မတန်တန်ဆွေအိမ်တွင်မထင်မဲ့ပင်ခြောက်လောက်ကန်တောင်းတင်ပြီးသွားသည်နောက်မော်သုံးစကန်းတို့သူတို့ရောက်လာကြပြီစကန်းအဝင်ဝအတွင်ပင် အမျိုးသမီးအဖွဲ့များကသူတို့ကိုထွက်ချိုးကြ၏ကျိုင်းတောက်ဖြင့်ကျွမ်းကျင်စွာလမ်းလျှောက်လာသောမိုးကြီးကရှေးဆုံးက ဒေါ်လေးကြီးရဲ့အော့ကော်ဝေကိုဝင်စီးပြီးဆိုကြဲက သမီးတညောင်မှအိတ်လို့မပြောဘူး။တော်ပါသေးရဲ့ဒါသမီးညီမလေးလား။ဟုတ်တယ်မိုးကြီးနီနီရိန်နဲ့နီနီလေးပေါ့နီနီရေလာပါအောင်။သမီးမိုးကြီးကကြိုင်းတော့တစ်ဖက်ဖြင့်နီနီရိန်ကိုချီပိုးလိုက်သည်။မိုးကြီးခလီခနာထိန်တောင်းတော့ဒေါ်လေးကြီးတို့ခေါင်းဆောင်တွေကိုတည်င်းသွားပို့လိုက်အောင်မယ် မော်ရီနီချီချီတို့ကဒဝဲခရိုင်ကွန်မြူနတီပါတီအတွင်းရင်မူတခင်ပါစီတဲရှိယာတို့ထွက်သွားကြသည်တဲရှိကုပြတွင်ပိုယူစိန်နှင့်သခင်ပါစီတို့ကမြေပုံကားချက်တစ်ခုနှင့်အလုရှုံနေကြ၏။မော်ရီနင်းချီချီကိုတွေ့လိုက်ရသည့်အခါပိုယူစိန်၏မျက်နှာမှာခိတများညိုရောသွားသည်။မော်ရင်ကလည်းပိုယူစိန်၏လက်မောင်းကိုစုပ်ကိုင်းကာစုံနေနေ၏။ကျွန်တော်ကျွန်တော်တာဝန်မကျေခဲ့ဘူး။ ပုံမှုကြော်တင်တဲ့မမတင်ကျွန်တော်တို့ရှိနေကျွန်တော်တို့ရှိနေတခင်ပါတိန်တင်ပုံမှုကြော်တင်တို့ညီအရင်ဖြစ်သည့်ဘောယူစိန်ကအန်ကိုချိတ်ကမျက်နှာကြောကို ပြန်တင်ထားလိုက်သည် ကြည်ကြည်လဲမျက်ရည်ဝဲနေလိမ့်ပြီရဲဘော်တို့နဲ့အခုလိုအသက်ရှင်နေရတဲ့ဒိုးစီ ပြန်လာနိုင်တာကပဲပါတီတာဝန်ကိုကြေပြွန်စွာထမ်းဆောင်တာပါပဲတွားလေသူရဲဘော်ကြော်တင်ရဲ့ ကြီးမြတ်တဲ့ပေးဆက်မှုကပါတီရဲ့သမိုင်းမှာအမြဲရှိနေမှာပါ။ခလေးမွေးပြီးထားဆာဆိုခလေးရောတခင်ပါစီကအခြေအနေကိုဝင်ထင်းသည့်အနေဖြင့်စကားဖြတ်ပြောလိုက်သည်။ခလေးကမိုးကြီးနဲ့ထားထားပေးခဲ့တဲ့တခင်ပါစီ။ကဲရဲဘော်မောင်ရင်ရောရဲဘော်ကြီးကြီးပါထိုင်ပါအောင်။သူတို့နှစ်ဦးကုပစ်ပေါ်တွင်ဝင်ထိုင်လိုက်သည်။အဲဒီနေ့ကကျုပ်တို့လည်းဘုံမှုကြော်တင်ကိုကဲဖို့ရလို့ရ냐အချိန်မီရွာဘက်ကိုထွက်လာတာပဲ။ ဒါပေမဲ့သူတို့ဘက်ကတက်လာတဲ့တက်စုနဲ့တွေ့ပြီးတိုက်ပွဲဖြစ်နေတာနဲ့မမီလိုက်တာဗျာပါတီအတွက်ရောဒေသအတွက်ပါတကယ်တန်ဖိုးရှိတဲ့ခေါင်းဆောင်တွေများကိုကျွန်တော်တို့ဆုံးရှုံးလိုက်ရတာပေါ့ကျွန်တော်စိတ်ထဲမှာခင်ဗျားတို့လင်မယားပါသွားပြီလို့ထင်တာတခင်ပါစီက စကားအစုံတက်ပြင်းချလိုက်၏ဘိုးယူစိန်ဇနီမဟိုကလည်းជីជីဘေးတွင်လာဝင်ထိုင်သည် အခုခင်းရောက်မဆိုင်တာဝန်ကိစ္စပြောရမှာအာရုံနာပါတယ် ရဲဘော်မောင်ရိန်နဲ့မကြည်ကြီးပိုယူစင်ကရှေးမမြေပုံကိုလိုက်ကပြောလိုက်၏ဟုတ်ကဲ့ပြောပါအခုရဲဘော်တို့နှစ်ယောက်ကိုအသက်ရှင်နေတဲ့ပါလီကပြန်ရလိုက်တာဟာတန်ဖိုးမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဗဟိုရဲ့ညွန်ကြားချက်အရကျွန်တော်တို့ဟာတနင်္သာရီတိုင်း၁၀မြို့နယ်ကလေသမားညီလာခံတကူကို နောက်နှစ်နှစ်အတွင်းလုပ်ဖို့ရှိတယ်အဲ့ဒီတော့မြို့နယ်၁၀မြို့နယ်ကနေလေသမားကိုစလဲတွေ ရွေးချယ်နိုင်ရေးအတွက်အဲ့ဒီမျိုးနယ်တွေကပါတီကြော်ရိုးတွေစီကိုလှည့်လည်ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ရဲဘော်မောင်ရင်ကအရင်ကတည်းကယူကြီးလုပ်ငန်းကျွမ်းကျင်တဲ့စီယုံကြီးစွမ်းရည်ကောင်းတယ်။ဒါကြောင့်ဒီတာဝန်ကိုရဲဘော်မောင်ရင်ကိုပေးချင်တယ်။မက်ကြီးကြီးရောဘလို့သဘောရပါသလဲ။ကိုမောင်ရင်က ကျမနဲ့မညာခင်ကတည်းကကွန်မြူနီရဲဘော်ပါ။နောက်ပြီးပိုကျော်တင်တဲ့မမတင်ကြဆောင်ခဲ့မှုဟာကျမတို့လင်မယားကိုကာကွယ်ပေးရင်ဖြစ်ခဲ့တာလည်းပါပါတယ် ဒီတော့ကြဆောင်သူတွေကိုစားကျမတို့မှလည်းတာဝန်တွေရှိတယ်လို့ယူဆပါတယ်။တခင်ပါစီရော ပိုယူစိန်မှာကြည်ကြည်နက်နက်ပြုံးလိုက်ကြ၏။နောက်တစ်ခါကဟောရီကအမျိုးသမီးကောင်းဆောင်မဟုတ်ကပြောပါလိမ့်မယ်။မဟုတ်ကជីជីကို ပြုံးပြလိုက်သည်။ဒီလိုပါမှជីជីအခုကျမကတဝဲအမျိုးသမီးတမက်ကရဲ့အထွေထွေအတွင်းရေးမှုနေရာကိုယူထားပါတယ်။ပကိုးရိုးမှပေါ်လစ်ဘျူရိုရဲ့ညွှန်ကြားချက်အရာ ဓာဝဲလောင်လုံးတရက်ချောင်းကံပေါင်းတွေတွေမှာအမျိုးသမီးအာနာနီစကန်တွေ ဖော်ထုတ်ဖို့ရှိပါတယ်။ဒီတော့အခြေအနေရကျမတို့မျိုးသမီးများဟာလည်းလက်လက်နဲ့စည်ရေးကိုတည်ယူဖို့လိုလာပါပြီ။စစ်တပ်မှာတာဝန်ထမ်းဆောင်ပို့ပြီးတော့အမေရိကန်ကစစ်တင်နှန်းဆင်လာခဲ့တဲ့ရဲဘော်မက်ဂျီဂျီအနေနဲ့လည်းကျမတို့ရဲ့စစ်တင်နှန်းတွေမှာကူညီကင်တွယ်ပေးနိုင်ဖို့ပါ။ဂျီဂျီကမဟိုအီးလက်မောင်းအားစုတ်ကင်လိုက်သည်။ ဒါကျမကြွန့်ကျင်တဲ့အလုပ်ပဲပြီးတော့ကျမတို့အမျိုးသမီးတွေဆိုတာကိုကိုကိုခုကန်ကာကွယ်နိုင်တယ်ကိုကန်ကျမကိုဖန်တီးနိုင်တယ်ဆိုတာကိုပြသရဖို့အတွက်ပဲကျမကိုညီမပေါ်မတ်ဟုတခင်ပါစီနဲ့ပိုယူစိန်တို့ကလက်ခုပ်တီးကအားပေးလိုက်ကြသည်ကဲပါတီရဲ့တာဝန်ပေးမှုအပေါ်အခုလိုလိုက်လိုက်လဲလဲလက်ခံပေးလို့ဂုဏ်ပြုပါတယ်ရဲဘော်မောင်ရင်ရဲ့တာဝန်က နောက်၃လလမှစတင်မှာပါ လာသားပဲရှိသေးတော့မကြီးကြီးကတော့ကလေးလာသားလေးနဲ့ဆိုတော့အာနာနီစကန်တီးပြီးချိန်မှာဒီစကန်ကိုအခြေပြုပြီးပဲသွားလိုက်လာလိုက်လို့ရင်အဆင်ပြေနိုင်မှာပါရဲဘော်မောင်ရင်ရောမကြီးကြီးပါတာဝန်နဲ့ခီးသွားချိန်မှာကလေးကိုရဲဘော်မိုးကြီးနဲ့ဒီကပါတီဝင်ရဲမေတွေတမက်ကအမျိုးသမီးတွေကစောင့်ရှောက်ပေးထားဖို့လဲဂရုပြုပါတယ်1969 January 13ရက်စူစူတာဖေသူဆို ဒေါန်တော်မွန်ဆူမငိုပါနာဆူဆူတာဒေါန်တော်မွန်အငုံတာတွန်ကြုံကင်းလာပီဆူဝီတန်ကတူမငိုပါနာဆူဆူတာတွန်းချောင်ကိုလာကလာကီစာမိုးချီပေါင်ပေါ်တွင်လဲလျောင်းရင်နီနီရင်လေးကတကိခင်ရဲသည်ជីជីကအသိပြင်ဆင်ထားသောခီးဆောင်အေကို မောင်ရင်ထံကံပေးလိုက်၏ မောင်ရင်ကជីជីလက်ကိုဆုပ်ကိုင်းထားသည်ထို့နောက်နေရင်လေးထံသို့သွားကတစ်ချက်နန်းလိုက်၏ជីကိုကိုကိုလည်းဂယုဆိုင်ပါနေနေရင်လေးနဲ့မိုးကြီးကိုအကိုစိတ်ချမယ်ခྱི་ဆက်မြည်လဲကအစင်းသင်းဖြစ်ပြီကိုမောင်ရင်ဒီမှာရှင့်ခမជីជីကနေရံတွင်ချိန်ထားသော မောင်ရင်စောင်းနေကြခမောက်ကိုကမ်းပေးလိုက်၏နေပါစေជីနေလဲတိတ်ပူတာမဟုတ်ဘူး အကိုမရှိတဲ့အချိန်ဒီခမောက်ကလေးကိုကြည့်ပြီးအကိုကိုလွမ်းနေပေါ့တော်လေးကြီးမိုးကြီးကသူမ၏ဝါးချိုင်းတော်လေး၏ဂျိုင်းကူနေရာကို စေဝစ်ဆုံးအစုပ်ဖြင့်တေချာပတ်စီရင်ပြောလိုက်သည်ပြောလီမိုးကြီးဘာပြောချင်လို့လဲကြည်ကြီးရင်ခွင်ထဲတွင်လို့ဆိုနေသော နီနီရိန်လေး၏မျက်နှာကိုမိုးကြီးကတစ်ချက်ကြည့်လိုက်သည်ရန်ကုန်မှာဒေါ်လေးကြီးရဲ့အမွေတွေကြံရင်ခဲ့ရဲဆိုစက္ကန့်ထဲမှာတချို့ပြောနေတာကြားတယ်။အင်းလေးမိုးကြီးရဲ့ ဒေါ်လေးကြီးကစစ်တပ်အရာရှိမလုံရင်တောင်အေးအေးဆေးဆေးနေတိုင်းနေသူပါ။သမီးကြောင့်ဒီတော်ထဲမှာဒုက္ခဒုက္ခတွေနဲ့နေနေရတာ။မိုးကြီးစကားကိုជីကြီးကပြုံးလိုက်၏။ဒီလိုလည်းမဟုတ်ပါဘူးမိုးကြီးရဲ့ဒေါ်လေးကြီးဒီဘဝကိုချိန်ထက်ပါတယ်။ပြီးတော့လိပ်ပြာလုံးနေ။ဟိုလေမိုးကြီးစဉ်းစားမိတယ်ဒေါ်လေးကြီး အရင်ကထော်လေးကြီးမိုးကြီးကို မျိုးပေါ်ခေါ်သွားမယ်ဆိုတော့ငါသာမိုးကြီးလိုက်လာခဲ့ရင်မိုးကြီးရဲ့ညီမလေးနီနီရင်းလဲမျိုးပေါ်မှာပဲနေမှာပဲမိုးကြီးလိုမျိုးចောင်းစာမတက်ဘာမတက်ဘဝမျိုးနဲ့သူကြီးပြင်းလာမှာမိုးကြီးဆိုရင်နာမိုးကြီးရဲ့စဉ်းစားကြည့်စမ်းပါအဲ့ဒီတုန်းကမိုးကြီးသာဒေါ်လေးကြီးနဲ့ပြန်လိုက်လာခဲ့ရင် ကိုမောင်ရင်နဲ့ဒေါ်လေးဘယ်ညားတော့မလဲဒီတော့နီနီရင်းလေးကိုလည်းဘယ်မွေးလာတော့မလဲ ืมအဲ့ဒါလည်းဟုတ်သားနော်ဒါပေမဲ့လေနီနီရိန်လေးကိုတော့မိုးကြီးစိတ်ပူတယ်ကဲမိုးကြီးပါမတွေးမနေနဲ့တော်လေးကြီးဟာမိုးကြီးကိုကာကွယ်ဆောင်ရှောင်မဲဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဘဝရဲကို ရောက်လာခဲ့တာဆိုပေမဲ့အခုချိန်မှာတော့တော်လေးကြီးဟာ လူတန်းစားတိုက်ပွဲကိုယုံနေနောက်ဒီဒေတာကန်တွေကိုချစ်တယ်အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတန်းတူညီမျှမှုအတွက်တတိရှိရှိရက်တီးနေကြတဲ့တမက်ကအဖွဲ့ဝင်တွေကိုလေးစားတယ်။ဒေါ်လေးကြီးကိုရိုင်းဒီဒေါ်လေးကြီးနဲ့ဒီအမျိုးသမီးတွေနဲ့တသားတည်းဖြစ်နေပါပြီလေ။နေအောင်ကြီးဖြားထွက်လာပြီဖြစ်တဲ့ပြင်စောင်းမြူကိုတို့ကတော်တခွင်လွင်စင်လို့သွားခဲ့ပြီ။1968ခုနှစ် January လမော်တုံစကန်တွင်အောင်ပွဲတစ်ခုအတွက် တက်နေလူငယ်များပြင်ဆင်နေကြသည်တည့်ရချောင်းခရိုင်စော်ဖြားရွာတွင်တဝဲခရိုင်အတွင်ရေမူသခင်ပါစီမှဦးစည်းကကျင်းပါသည်တနင်္သာရီတိုင်းလေသမားတို့နီလာခန့်ကြီးမှပြန်လာမည်သူများကိုကြိုးစိုးဂုဏ်ပြုရန်ဖြစ်၏ထိုပွဲသို့သခင်ပါစီနှင့်ခရိုင်ကော်မတီဝင်အချို့ကီရာတာဝန်ခံမောင်ရင်တို့တက်ရောက်နေကြသည်အာနာနီအမျိုးသမီးစခန်းတွင် တင်တန်းသွားပို့ချပြီးပြန်လာသည်မှာနှစ်ရက်သာရှိသေးသည့်ကြီးကြီးသည်တမီးငယ်လေးအားတဲပေါ်တွင်ချော်သိမ့်နေ၏။အောင်ပွဲအတွက်စူညံနေကြသည့်ရဲဘော်တို့၏တချင်တန်များကိုတစ်ချက်တစ်ချက်ကြားနေရသည်။ရိတ်ခတာဝန်ခံဖြစ်နေပြီဖြစ်သည့်မိုးကြီးတယောက်လည်းအမျိုးသမီးအဖွဲများအကြားအလုတ်များနေရောမည်။နီနီရိန်လေးမှအိမ်မောကြာသွားပြီဖြစ်သည်။ လေသမားညီလာကန်ဒီမနေကလေးကချင်းမသည်ဖြစ်သည်ဖြင့်ယနေ့ဆိုမောင်ရင်တို့တေချာပေါင်းပြန်ရောက်တော်မူជីជីကသူ့ရိတ်ခါထဲမှ ရှာရှာပပရထားသောငချောင်းလေးကိုတင်ဆက်ထားရမှထုတ်လိုက်သည်တော်ခင်းချင်းသည်အရိုင်များလဲရလာသည်မို့မောင်ရင်အကြိုက်ခင်းချင်းသည်ငချောင်းဟင်းချက်ရန်ပြင်ဆင်လိုက်၏ ငချောက်ကိုအငန်ပေါ်စီရန်ရိအထက်ထက်စီခရမ်းချင်းဒီကိုလိချုပ်ကားထည့်ပြီးဟင်းယိုးကိုမိဖို့ပေါ်တင်လိုက်စဉ်အိမ်ပေါ်မှအတန်ကြားလိုက်ရသည်ကိုမောင်ရင်ကြီးကြီးကပျော်ရွှင်မျိုးလူစွာဖြင့်အိမ်မော်တို့တက်လာလိုက်၏ကိုမောင်ရင်ပြန်လာပြီလားကိုမောင်ရင်မဟုတ်မိုးကြီးကနီနီရိန်လေးဤဘေးရင်ထိုင်က နီနီရိန်ကိုစိုက်ကြည့်နေသည်။ကျမ်းပြေမော်ရင်ဂျိုင်းတော့ကိုလည်းဖြစ်သလိုဖြစ်ထား၏ မိုးကြီးတမီဘယ်တော့ရောက်နေတာလဲမိုးကြီးပြန်မဖြေဟဲ့မိုးကြီးပြောပါဦးဘာဖြစ်နေတာလဲမိုးကြီးကပြူးချောင်သောမျက်လုံးများဖြင့်ជីជីကိုမော်ကြည့်လိုက်သည်မိုးကြီးဘာဖြစ်တာလဲလို့ပြောလေဟဲ့တော်လေးကြီးတခင်ပါစီတို့ပြန်ရောက်လာကြပြီ။အော်မင်းကညီလာခံလို့တာဆိုတော့ဒီနေ့ပြန်ရောက်มาတည်တယ်လေဟဲ့ သူတို့ကိုကြိုးဖို့စကမ်းမဒီလောက်ဆူညံနေတာငါမသိပဲနေမလားကိုမောင်ရင်ရောဘယ်မှာလဲမိုးကြီးကဤကနေရှိုက်ခါငိုချလိုက်၏ဟဲ့မိုးကြီးဘာဖြစ်တာလဲဘာဖြစ်တာလဲဟင်ကြီးကြီးစိတ်ထဲမှာထင်ကနေဖြစ်သွားသည်ထို့ကြောင့်တဲပေါ်မှာဖြစ်စဉ်ကစကမ်းဘ ਹੁ ကင်းရှိရာသို့ထွက်လာလိုက်၏အခုနာဆူညံပျော်ရွှင်နေကြသောစကမ်းမှာထူးထူးခြားခြားတိတ်ဆိတ်နေသည် မတ်ကြီးကြီးတခင်ပါစီဤဇနီးမဟိုကယာယီစေယုံလှူထားသောတဲပေါ်မှလန်ခေါ်လိုက်၏မဟိုတခင်ပါစီတို့ပြန်လာကြပြီဆိုကိုမောင်ရင်ရောဟင်ယာယီစေယုံပေါ်တွင် သွေးများပေချန်နေသောအင်ကြီးဖြင့်လဲလျောင်းနေသောတခင်ပါစီကိုလည်းတွေ့လိုက်ရသည်ဘာဖြစ်တာလဲဘာဖြစ်ကြတာလဲမနေ့ကစောဖြားလေသမားညီလာခံကို စစ်တပ်ကတရင်ရပြီးဝင်းပြစ်သွားတယ်ကြည်ကြီးညီလာခံပြစ်သွားတယ်ဒေသမားကိုစလေကိုယောက်နဲ့သူ့ရဲဘော်တယောက်ကြောင့်ရှင်တခင်ပါစီတို့စင်မော်မတက်ခင်လေးမှာသူတို့ဟာလူအုပ်ကြောင်ဝိုင်းပြီးတော့ပြစ်ကြတာမဟုတ်ကိုမောင်ရင်ကိုမောင်ရင်ရောတင်းပေါ်မှာလားကိုမောင်ရင်ကြာဆုံးသွားတဲ့ရဲဘော်ဆိုတာရဲဘော်မှာ ကြည်ကြည်ကမန်းဝူကြီးပါဇက်ကိုလက်ဝါးဖြင့်ပိတ်လိုက်၏။ရပြီ။မပြောနေတော့မဟုတ်။ကျမတီးပြီ။ကျမယောက်ျားဟာသူ့တာဝန်ကိုအသက်နဲ့လဲထမ်းဆောင်သွားတာ။မဟုတ်။သူ့အတွက်ကျမမငိုစိတ်ချ။ကြည်ကြည်ဆွေကအန်ကိုတင်းတင်းကျိန်လျက်ဟုတ်ကဲ့ပါရှင်။ဆရာကဲ့သို့ရေးသားထားသော ဝဲနင်းစီဝတ္ထုမအခန်း15ကိုဆက်လက်ပြီးတော့မျှဝေဖက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ဆင်ပြီးခဲ့ကြတဲ့မျိုးမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။ဆက်လက်ဖက်ပြပေးမယ်။အခန်းဆက်တွေကိုလည်းဆောင်ရွက်လို့နောက်ဆင်ပြီးကြပါအောင်ရှင်။မျိုးမိသားစုများအားလုံးလည်းဘေးအန္တရာယ်ပေါင်းမှကင်းဝေးလုံခြုံကြပါစေရှင်။